ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောင်ဖြစ်ပါတယ်2025ခုနှစ်မေလ9ရက်ဗုဒ္ဓနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခရမ်းပြည်ဖြင့်နည်းနည်းတော့ပြရာခက်ဆပြူလာနေပြီဖြစ်ပါတယ်စစ်ကောင်စီနဲ့အပြည့်ရသဘောတူထားတဲ့ KNLP ဥက္ကဋ္ဌဦးတန်းစိုးနိုင်ရဲ့၄ဝင်ကျဲကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ပေါင်းပြီးတိကျရွာမြေမထီတောင်ပေါ်မှာစတ်ထုတူဖော်မှုကိုဒေသခံပြည်သူတွေကဆန္ဒပြကန့်ကွက်ခြင်းကိုပြင်းပြင်းထန်ထန်ဝေဖန်တားမြစ်လာတာဖြစ်ပါတယ်။သူပါဆန္ဒပြမှုကိုဒေသတွင်းမတီမငင်ဖြစ်စေရန်လှုပ်ဆော်ဖန်တီးခြင်းဟာကယန်းဒေသတစ်ခုလုံးပြည့်စည်စေရန်ရည်ရွယ်တာမှုထိရောက်စွာဟန်တားကွာခွင့်မီလို့ထုတ်ပြန်ထားပါတယ်။အကြီးစားစတ်ထုတူဖော်မှုကြောင့်အိမ်အောင်စု30ကျော်ရှိတဲ့စခန်းကြီးရွာဟာဒေသခံများရွာလုံးကျွှေပြောင်းခဲ့ကြရပြီးစခန်းကြီးရွာတဲ့ကုန်းစုံနဲ့အိမ်အောင်စု400ခန်းရှိတဲ့ တိကျိရွာတို့ကိုလည်းဘေးဥပတ်ဖြစ်စေမှာဖြစ်ပါတယ်။ဒေသခံပြည်သူတွေရဲ့သဘောဆန္ဒကိုစန့်ကျင်လှုပ်ဆောင်တဲ့အဖွဲ့အစည်းမှန်သမျှဟာရေရှည်အောင်မြင်မှုရမှာမဟုတ်ဘဲဘာပဲလုပ်လို့မအောင်မြင်တာကများပါတယ်။ကယန်းပြည်သူဥက္ကရာဟာရေဒီယိုစစ်တမ်းမှုပို့ပေးတဲ့အရက်တဖာနဲ့မန်တက်နေပြီလို့ယူဆရပါတယ်။မန်လေးတိုင်းတပိတ်ချင်းမြို့နယ်တွင်းငယ်အခြေဆိုင်အမတ်ဆက်သုံးတက်မတော်တန်းမြင့်လေးချင်းအောင်အနည်းဝင်းချင်းမှာထိတွေ့မှုနေ့စဉ်မပြတ်ဖြစ်ပေါ်လျက်ရှိပါတယ်။ ဂျပန်လေးကလည်းလေချောင်းကနေရိတ်ခါခဲရတဲ့ airdrop ချပေးနေခဲ့ရပါတယ်။စစ်ကောင်စီဟာတွင်းငယ်ကနေမိုးကုတ်ကိုပြန်လဲထိုးစစ်ဆင်မှုအားထုတ်နေတာဖြစ်ပါတယ်။ဘာဖြစ်တော့ဖော့တော့လမ်းတုန်းကနေမိုးကုတ်ကိုပြန်လဲထိုးဖောက်လိုတာဖြစ်ပေမဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုးမပေါက်တဲ့အခြေအနေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။မိုးကုတ်နဲ့တပိတ်ချင်းစစ်မျက်နှာစာဟာတစ်ဖက်နဲ့တစ်ဖက်ကြားကန်နေရတာဖြစ်ပါတယ်။ဘေးကျစမျက်နှာစာမှာကာကွယ်ရေးအင်အားစုတွေဘက်ကအရေးနိုင်ရမယ်ဆိုရင်မိုးကုတ်ဟာစိတ်မချရတော့မဲ့အခြေအနေမှာရှိတယ်လို့ မိုးခုတ်ကိုစစ်ကောင်စီဟာတနည်းနည်းနဲ့ပြန်လည်ထိန်းချုပ်ခွင့်ရသွားခဲ့ပြီဆိုပါလေတပိတ်ချင်းစင်ဦးမရရဒေသကိုစစ်ကောင်စီအနေနဲ့ထိုးစစ်ပြန်လည်ပုံဖော်လာနိုင်မှာဖြစ်ပါတယ်။မကွေတိုင်းကံမနေတဲ့ကဆောင်းကြွနေတဲ့ပြည်သူစစ်ခေါင်းဆောင်အုပ်ချုပ်ရေးမှူးတွေမဆီကြိုက်သွားပါတယ်။စစ်မှုထမ်းကြီးတအိနာဝ9000အာရမကောက်ပြီးစစ်တပ်ကိုပြန်မပေးလို့အလျှော့ခံရတယ်လို့သတင်းတွေထွက်လာပေမဲ့အတိပြုလို့မရသေးဘူးဖြစ်ပါတယ်။ဗရန်တန်နဲ့အမှတ်905အမြောက်စစ်စေးကိုကဲအေးမှုကိုကဲအေးဌာနချုပ်ထဲကို ဆွေရနာ၃သိန်းနဲ့အင်အားထပ်မံဖြည့်တင်းထားပြီးကြောင်းစင်းတက်သားတွေလို့သိရပါတယ်။ဇမန်လေးကရွှေဆက်ကော်နဲ့များစွာမဝေးကွာလာတဲ့အိုက်မှဥပြင်းမဲ့ဘက်မှလက်နေကြီးပြစ်ခတ်မှုရှိခဲ့ပြီးမြေပြင်ထိတွေ့မှုရှိမရှိကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ဟာရှမ်းမြောက်ကတပ်တွေကိုပြန်လည်အင်အားဖြည့်တင်းနိုင်မှုအခြားသောတိုင်းစစ်ဌာနချုပ်တွေစီကတပ်ကြီးတပ်တွေ၅ယောက်တပ်လက်တပ်တွေ၃ယောက်တပ်ငယ်တပ်တွေ၁ယောက်အချိုးချတောင်းခံနေပါတယ်။အဆိုပါစ조사ရဆိုပါရင် လာရှိုးတမျိုးထဲမှာခြေချခွေရတယ်ဆိုတဲ့တက်အင်အားထက်အစမတန်မြန်မာပူရှာနေပါတယ်။တခြားဖက်ဝန်ထမ်းတွေကိုပြန်လည်ဆင့်ခေါ်ရမှာလဲကိုကန့်ထိုက်ချုပ်ဒေတာမြို့နယ်၁၂ခုကဝန်ထမ်းတွေအားလုံးကိုခေါ်ဆောင်နေတာဖြစ်ပါတယ်။တရုတ်ဖီအားနဲ့ကိုကန့်အဖြစ်ဘယ်လိုပြေးမလဲလက်ရှိကျဲဥရောစစ်တိုင်းမှုလုပ်နေသူဟာဗိုလ်မှူးချုပ်အေမင်ဦးဗိုလ်လောင်းတင်တဲ့အမှတ်စဉ်94ဖြစ်ပြီးစစ်မတော်နေပညာတက်ကလူကျောင်းကြီးကနေယာရုတက်လာသူဖြစ်ကြောင်းခန့်အပ်ပြီးပြီးချင်းပြောပြခဲ့မှုပါတယ်။ဆိုပါစစ်တိုင်းမှုဟာကျောင်းကြီးမဖြစ်ခင် ရေးချေဆိုင် MS9 စစ်စေးကိုကယ်ရေးဌာနချုပ်မှာစစ်စေးကိုကယ်ရေးမှုလုပ်ခဲ့သူသာဖြစ်ပါတယ်။ချန်ဖက်စစ်တပ်ဟာရင်းရင်းလေးယူနေတဲ့စိတ်ဝေဒနာတွေကိုစုဆောင်းနေတယ်ဆိုတာလေးတွေ့လိုက်မိပါတယ်။တကယ်ဟုတ်ပါတယ်။အရင်ကလေးကလည်းရှိခဲ့ပါတယ်။တက်တက်မှာအနည်းဆုံးတစ်ယောက်ကတော့စိတ်ဝေဒနာတွေရှိပါတယ်။ချန်ဖက်စစ်တပ်အကြောင်းပြန်ပြောတာမျိုးအယူလို့သုံးဆွဲခွင့်ပြုပါ။ကျွန်တော်ကြုံမှုတဲ့ကန္နရမှာဆိုရင်အယူကြီး၁၀ယောက်လောက်ရှိပါတယ်။အယူမှမျိုးစုံ မရတာ review လည်းပါပါတယ်။အဲ့ဒီ review တွေကိုညံ့ညတာတာဖြစ်အောင်တက်ခွဲ၅ခွဲညှပ်ပေးထားရပါတယ်။တက်ခွဲကို၂ရောက်ပေါ့ဗျာ။အနည်း review တွေရဲ့လစာတွေကိုလစာချက်တွေကကင်တွေထိမ့်သိမ်းကြရပါတယ်။ဒီ review တွေနဲ့လစာချက်တွေငွေကြီးပြဿနာတွေဖြစ်လာရင်ရှင်းပေးရပါတယ်။အယူတွေကတော့ပုံမှန်ဖြစ်ပေမဲ့လစာချက်တွေရဲ့မိမတွေကတော့လေဘင်းကဆွဲကြိုးကြီးတွေတလာပြီးတလာတုတ်လာလိုက်ရှည်လာလိုက်ပေါ့ဗျာစစ်တပ်ကအယူမှာ share ယူတွေကြီးဖြစ်ပါတယ် အယူဆိုရင်စစ်စေးမလိုက်အောင်နောက်တန်းမှဒီနေရတာဖြစ်ပါတယ်အဲ့ဒီ UA ကိုကင်းဆောင်ရအောင်တနပေးကံပြီးမဆောင်ခိုင်းရပါဘူးတကယ်လို့ပေးထားရင်လည်းစီစံချက်မပေးထားဘူးဖြစ်ပါတယ်မခိုင်းမဲထားလို့ကလည်းမရစကားဆိုင်ပြီးမှမှဲ့တဲ့အချင်းကြီးငက်တွေလာနာရင်တချွေချွေအော်ခိုင်းတဲ့တာဝန်လေးစသဖြင့်ရှာကြံပြီးပေးရတာဖြစ်ပါတယ်စာရင်းလိုက်စစ်စေးဝင်နေရကနေနောက်တန်းဌာနချုပ်မှာနားတော့တန်းမှုလို့သူကအယူဆက်ရောက်စလုံးကိုသူ့အိမ်မှာခေါ်ထားလိုက်ပါတယ် ကြတဲ့ကဈေးဆိုင်တွေကိုလည်းအယူတွေကိုအကျိုးရေးရောင်းခွင့်မပြုရဆိုပြီးဈေးတန်ကအမိန်ထုတ်လိုက်ပါအယူတွေရဲ့စားတာတောက်တာကိုတာရင်မှုရဲ့လက်ဖြောင်တက်ချက်ကြီးကိုကင်တွယ်ထိမ့်သိမ့်စေပါတယ်တလားနလားလောက်ကြာတော့နားစာချက်တွေကသူတို့ရဲ့တပည့်ဟောင်းအယူတွေကိုမြှောက်ပေးပုံရပါကျွန်တော်တို့ရုံးဖွဲ့တိုင်းရုံးရှိမှရောက်တဲ့ရာရာစကားပြောနေတော့တိုင်းရုံးမှုခရောနဲ့အရာရှိစနီးတွေဓမ္မရုံးကိုတွားဖို့ဘိုကင်းချောင်းကွင်းလန်းကိုဖြတ်နေတော့အယူတကောင်ဦးရဖားရနဲ့ပြေးလိုက်လာတာကျွန်တော်တို့နားရောက်တော့မှီလာပါတယ်အယူက အမအမကျွန်တော်လာတာအမသိမ်းထားတယ်ဆိုလို့ပါကျွန်တော်လာတာကနိုင်ငံတော်ကပေးထားတဲ့လာတာလာတာနဲ့စိတ်ကိုဘယ်သူမှထိလို့မရပါဘူးအမအမကကျွန်တော်မိမဖြစ်မှလာတာသိမ်းလို့ရမယ်ဆိုပြီးဒေါသနဲ့ပြောချလာပါတယ်တမ်းမူကတော့ညနာရေကနေဖြစ်ပြီးချက်ချင်းဖုံးဆက်ပါတယ်အယူပြောတာကလည်းမမဘူးဆိုတော့ဝင်သားလို့ကလည်းမရပြန်ပါဘူးချက်ချင်းဆိုသလိုတမ်းမူရဲ့ဖုံးဝင်လာပါတယ်ထက်အောင်စင်းရောအယူကိုလက်ပြားနဲ့တောင်မထိနဲ့အခုချက်ချင်းအယူတွေကိုဘားလိုက်ချက်ချင်းပြန်ဖို့ဒီကောင်တွေကိုဘယ်သူတွေမြောက်ပေးတယ်ဆိုတာသိရပြီး လစာချက်တွေကိုချိန်အောင်လဲဒီကောင်နေလောက်စာတတ်တဲ့ကောင်ကလည်းမရှိအယူတွေကိုနှစ်လတစ်ယောက်လောက်ထပ်ဖွင့်ကြအောင်လားရုံးကြီးနဲ့တိုင်ပီပြီးလုပ်ကွာစစ်တပ်ကလည်းတကယ်စိတ်ပြည့်စရာပါပဲလူကြီးတွေကလည်းတိတိကြီးနဲ့လက်ခံနေကြတာပဲထပ်ခွင့်ရဖို့သာစူးစမ်းရမှာပဲလို့ညီးတွားတဲ့တိုင်ရင်မှုတယောက်ရှိခဲ့ဘူးပါပဲအခုတော့အဲ့တိုင်ရင်မှုဟာတမ်းမမှုတောင်ဖြစ်လို့နေပြီဖြစ်ပါတယ်စစ်တပ်ထဲမှာအခုလဲအာနာယုနေယာယုတွေကြီးတာကြံခဲ့တာဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့မိသားစုတိုက်ရုရှားကိုထွက်ခွာသွားပြီဖြစ်ပါတယ် ဒါတော့မှစီးပွားရေးပညာရှင်ကြီးလည်းပါတယ်ဆိုတော့လောက်ွက်တွေရလာခဲ့ဥမှာဖြစ်ပါတယ်။လေရင်ကြကြပါစေ။ဇလန်စကီတကယ်လောက်ပြစမ်းပါစေလို့သာဆူတောင်းပေးကြရမှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်